ရိသတ်အားလုံးဒီနေ့တော့ကျမတို့အဟာရတက်ကြွယ်ဝတဲ့ကြက်တို့နဲ့မြမကြက်ဦးဟင်းလျာတစ်ဆယ်မျိုးအကြောင်းပြောပြမှာပါကြက်ဦးဟာနေ့စဉ်စားသုံးလို့ကောင်းသလားတချို့ကကြက်ဦးကိုစူးငတ်ဦးလို့သတ်မှတ်ခဲ့ပေမဲ့အခုတော့ကျမ်းမာရေးပညာရှင်တွေကတနေ့တစ်လုံးနဲ့လုံးစားလို့ရတယ်လို့ဆိုပါတယ်အမေရိကန်နှလုံးအသင်းကတောင်ကြက်ဦးကိုအရေးသွေးမြင့်ပရိုတင်းလို့ချီးကျူးထားပါတယ်ကြက်ဦးပါကြောင့်ချစ်စရာကောင်းလဲ တဲ့ပိုက်ပြီးပြီးစွမ်းအင်တက်လာတယ်။ကြက်ဦးဟာတေးသေးလေးနဲ့အာဟာရပြည့်တယ်။အထူးသဖြင့်ဦးနှစ်ထဲမှာဘီဆဲနှစ်ဗီတာမင်ဒီကိုလင်းစတဲ့အရေးကြီးအာဟာရတွေပါတယ်။ဒါတွေကအစာကိုစွမ်းအင်အဖြစ်ပြောင်းပေးပြီးဗိုက်စာတာကို ကြာကြာခံစေပါတယ်။နှစ်ဆံပင်နဲ့အသားရည်ကိုလပစေတယ်။ကြက်ဦးထဲမှာဘီဗီတာမင်တွေ B1, B5, B6 ပါတယ်။ဓာရီကဆံပင်လက်သေးအသားရည်ကို ကျန်းမာတန်ဆွမ်းစေတယ်။ ပြီးတော့ပရိုတင်းတွေကမိသိုင်းနှင်းဆိုတဲ့အမိုင်နိုအက်ဆစ်က အသားအရေကို နူးညံ့ချောမွေ့စေတယ်။၃ဥနှောက်ကိုထက်မြက်စေတယ်။ကိုလင်းဆိုတဲ့အာဟာရဟာမှန့်ညံစိတ်ခံစားမှုကြက်သားထိန်ချုံမှုကို ကူညီပေးတယ်။ကြက်ဥတလုံးမှာလိုအပ်တဲ့ကိုလင်း600ခိုင်နှုန်းပါတယ်။ဒါကြောင့်နေ့စဉ်စားရင်ဥနှောက်ကို ကြည်လင်ထက်မြက်စေတယ်။၄မျက်လုံးကိုကာကွယ်ပေးတယ်။ ။ဦးအနစ်ထဲမှာလူတင်းနဲ့ဆီယာဇန်တင်ပါဝင်ပါတယ်။ဒါတွေက အသက်ကြီးလာတဲ့အခါမျက်စိရောဂါဖြစ်နိုင်ခြေကိုရှော့ချပေးတယ်။ငါအယိုးကိုတတ်မာစေတယ်။ဗီတာမင် D ကကယ်ဆီယမ်စုပ်ယူမှုကို ကူညီပြီးအယိုးကိုတတ်မာစေတယ်။ကြက်ဥတလုံးမှာဗီတာမင် D 600ခန့်နှုန်းပါတယ်။6နှလုံးကျန်းမာရေးကို ကောင်းစေတယ်။တချို့ကကြက်ဥတွေက ကိုလက်စတီရော 200ခုနှစ်မီလီဂရမ်ကြောင့်စိုးရိမ်ကြတယ်။ဒါပေမဲ့သူတေသနာတွေအရကြက်အိုးကသွေးထဲကကိုလက်စတရောကိုတိတိတာတာမမြင့်တက်စေပါဘူး။အမေရိကန်နှလုံးအသင်းကလည်းကြက်အိုးကိုနှလုံးကျန်းမာရေးအတွက်အကျိုးပြုတယ်လို့ဆိုပါတယ်။ကြက်အိုးတစ်လုံးမှာဘာတွေပါလဲ။ကယ်လိုရီ90ပရိုတင်း6ဂရမ်အဆီ9ဂရမ်အဆီပိုင်း1ဂရမ်ကိုလက်စတရော200ခုနှစ်မီလီဂရမ် ဗီတာမင် B12 သုညတတမ5မီလီဂရမ်ဗီတာမင် D တတတမ14မီလီဂရမ်ကိုလင်း169မီလီဂရမ်စသည်ဖြင့်အာဟာရပြည့်တယ်။ကြက်အူကိုဘသူတွေရှောင်တဲ့လဲကြက်အူဟာလူအများစုအတွက်ဘေးကင်းစွာစားသုံးနိုင်ပါတယ်။ဒါပေမဲ့ကြက်ကူးနဲ့တက်မတဲ့ဘူးဆိုရင်တော့ရှောင်တဲ့ပါတယ်။ကျဲဥတွေကိုလည်းတက်တက်လို့အစားအစာမှမပါဝင်ပါဘူးဒါပေမဲ့ တက်တက်လို့အစားအစာပုံစံကိုလိုက်နာနေတယ်ဆိုရင်ကြက်ဥကိုတင်းရဲ့အစားအစာနဲ့မုံတွေထဲမှာထည့်သွင်းစားသုံးနိုင်ပါတယ်။နှလုံးရောဂါရှိရင်ကြက်ကိုစားဖို့အဆင်ပြေမပြေနဲ့ဘလောက်မကြာခဏစားတင်တာကိုသိရှိဖို့ဆရာဝန်တို့မဟုတ် မှတ်ပုံတင်ထားတဲ့အာဟာရပညာရှင်နဲ့တိုင်ပင်သင့်ပါတယ်။ကျဲဥလေးမျိုးစားနေပြုတ်ပါ ကျက်ဥအနစ်မှာမှာပဲဖြစ်ဖြစ်အကြီးပြောနေတာကိုပဲဖြစ်ဖြစ်ရေထဲမှာကျက်ဥတလုံးလုံးကိုပြုတ်ချင်းကဘယ်နေရာမဆိုယူဆောင်သွားနိုင်တဲ့တယ်ဆောင်ရလွယ်ကူတဲ့ကျက်ဥပါရှင်တစ်ခုကိုပေးစွမ်းပြီးပြီးပြည့်စုံတဲ့တရေစာဒါမှမဟုတ်အတုပ်အဖြစ်စားသုံးနိုင်ပါတယ်။ထောပတ်ဒါမှမဟုတ်စီမသုံးချင်ရင်ကျက်ဥကြော်အစားရေထဲမှာကျက်ဥပြုတ်နိုင်ပါတယ်။ရောမွေပါကျက်ဥကြော်နဲ့ကျက်ဥအုံမလတ်များဟာဟင်းသီးဟင်းရွက်များဒိန်ခဲနဲ့အသားများကိုဥထဲသို့ထည့်ဖို့အတွက်အလွန်ကောင်းမွန်ပါတယ်။ ကင်ထားတဲ့ဆော်လာမုံငါးကိုထည့်ပြီးအရသာရှိပြီးလွယ်ကူတဲ့မနက်စာဟင်းလျအတွက်ဘေကယ်များနဲ့အတူထည့်စားပါဖုတ်ပါကျက်အိုအတုံးလေးတွေကကျက်ကိုစားဖို့အတွက် နောက်ထပ်အကောင်းဆုံးနည်းလမ်းတစ်ခုပါဒါမှမဟုတ်ပိုပြီးရသာရှိခြင်းရင်ကြွ့ချီကိုရွေးချယ်နိုင်ပါတယ်ကျက်အိုကျော်လိုပဲနှစ်မျိုးလုံးမှာတင့်အကြိုက်ဆုံးဖြည့်စွက်စာတွေထည့်နိုင်ပါတယ်ကြော်ပါ ဟုတ်ပါတယ်လူတွေကြက်ဦးစားရတာအကြိုက်ဆုံးနည်းလမ်းဖြစ်တဲ့ကြော်ထားတဲ့အစားအစာကိုထည့်သွင်းရပါတယ်။နေ့လယ်စာမှာကြော်ထားတာပဲဖြစ်ဖြစ်ညနေစာသမင်းပေါ်ထည့်စားရင်အရန်ဆွဲမက်ဖွယ်ပါ။ကျွန်တော်တို့ကတော့ကြက်ဦးကြော်ကိုသမင်းပန်းကန်နဲ့ဒါမှမဟုတ်ပေါင်မုန့်ကင်ပေါ်မှာထည့်ရတာကိုနှစ်သက်ပါတယ်။မြမကြက်ဦးဟင်းလျာ၁၀မျိုးနေ့စဉ်စားလို့မငီးငွေလွယ်ကူပြီးအရသာရှိတဲ့ချက်ပြုတ်နည်းများ 在结情节，你们有也奶奶啥能办的？办完毕是，在屋雷龙又别空垮他，可眼前的内龙离他，在洞你的龙爸爸里，你有低声内道，伢比的总是内总，你又木的总。趁你西部澳的在洞你你有低声着，可眼前的你有木伢比抬着，你的快太在不抬比伢没内地他。 ်သမင်းနဲ့တွဲစားရင်အရန်ကောင်းနှစ်ကြက်ကိုကျော်မုံလိန်စားပုံမြမလန်းပေးဟင် ပါဝင်ပစ္စည်းကြက်အိုးနှစ်လုံးမုံကျော်ကမုံဟင်ကားနှစ်ချက်ငရုတ်တီးစိမ်ကြက်တုံဖြူမှုစီချက်နီကြက်ဖို့ကိုစီနေငယ်နဲ့ကျော်မုံကိုအပေါက်ဖွင့်ကြက်အိုးကျော်ထက်ငရုတ်တီးစိမ်ကြက်တုံဖြူမှုဖြူပြီးလိမ့်စားမြ мян လုတ်ပြီးလမ်းဘေးစားသုံးတယ်လို့အရသာရှိ ၃၊ကြက်ဥဟင်းရီချင်းစောင်းရသည်နှွေးထွေးဟင်းပါဝင်ပစ္စည်းကြက်ဥ၃လုံးအချင်းရီထဲချပြီးချက်ခရမ်းချင်သည်၃လုံးရောနေငါးပိငရုံမှုကြက်တုံဖြူချက်နီခရမ်းချင်သည်ကိုရောနေရေထဲဆူအောင်ဒီငါးပိငရုံမှုထဲရတာညိကြက်ဥကိုခွဲထဲချက်ပြီးကြက်တုံဖြူကြောထဲစောင်းမှာနှွေးနှွေးထွေးထွေးစားလို့ကောင်းလေကြက်ဥမွေဟင်းသည်ဟင်းရွက်ထဲ ကျမ်းမာရေးနန်းနတ်စာပါဝင်ပစ္စည်းကျက်အိုးနှစ်လုံးကျက်တုံနီခရမ်းချင်သည်ဟင်းနုနယ်ကပန်းကော်ဖီစီစားငရုံမှုချက်နီဟင်းဒီဟင်းရွက်ကိုစီပူတဲ့ကြော်ကျက်အုပ်ခွဲထဲမှုေပြီးစားငရုံမှုထက်ထမင်းနဲ့တို့မဟုတ်ပေါင်မုံနဲ့တွဲစားငါကျက်ကုပြုတ်မုံညက်မြမအနောက်တိုင်းရောနော်ဟင်းပါဝင်ပစ္စည်းကျက်အိုးနှစ်လုံးပြုတ်ပြီးအခွန်ခွာမုံညက်နှစ်ချက် မေယိုနီးဆက်လက်ခရမ်းချင်သည်ချက်နီကျက်အိုကို ပြုတ်ကပြုတ်ပြီးအချက်လီမုံညက်ကို မေယိုနီးလိန်ကျက်အိုဆက်လက်ခရမ်းချင်သည်ထဲညက်မနက်စာတော့မဟုတ်နေ့လယ်စာအစဉ်ပြေ6ကျက်ဟုချင်ပေါင်းမြမရိုးရာ ဟင်းတစ်ခွက်ပါဝင်ပစ္စည်းကျက်အိုလေးလုံးပြုတ်ပြီးအခွန်ခွာအာလူးနှစ်လုံးအတုံးလီ ခရမ်းချင်သည်ကျက်တုံဖြူငယုံမှုချက်နီး အလူးကိုစီပူတဲ့ကြောင့်ခယန်းကျင်သည်ငယုံမှုန်ထဲ့ချက်ကြက်ကုထဲ့ရေတစ်ခွက်ထဲ့ပြီးတီထားထမင်းနဲ့တွဲစားရင်အရသာပြည့်ခုနှစ်ကြက်ဦးဟင်းချိုမိသားစုညစာဟင်းကြီးပါဝင်ပစ္စည်းကြက်ဦးသုံးလုံးချက်ပြီးခွဲထဲ့ကြက်သားကပုစုံရွေးချယ်ခွင့်ကြက်တုံဖြူခြင်းငယုံရွက်ချက်နီကြက်သားကပုစုံကိုစုပွက်အောင်တီးကြက်တုံဖြူခြင်းထဲ့ကြော် ကျက်ဥခွဲထဲ့ငရုတ်ရွက်ထဲ့ပြီးပိတ်စောင်းမနှွေးထွေးစေတယ်ရှစ်ကျက်ဟူကျော်ထမင်းချိုင်တယောက်တဲစားဖို့လွယ်ကူပါဝင်ပစ္စည်းကျက်ဥတလုံးထမင်းတစ်ခွက်စီစားငရုတ်မှုကျက်တုံဖြူချက်နီကျက်ဥကိုစီပူတဲ့ကြော်ထမင်းထဲ့ကျက်တုံဖြူစားငရုတ်မှုထဲ့မွေ9မိနစ်အတွင်းအစဉ်တင့်ကိုကျက်ဟူချင်းတီးချင်းဟင်းကြီး အချင်းချစ်သူများအတွက် ပါဝင်ပစ္စည်းကျက်ဥ၃လုံးချင်းတီးစိမ့်၃လုံးရောနေငါးပီကျက်တုံဖြူငရုံမှုချက်နီချင်းတီးကို ရောနေရေထဲဆူအောင်ဒီငါးပီငရုံမှုထက်ကျက်ဥခွဲထက်ကျက်တုံဖြူကျော်ထက်အချင်းချင်းရတာကောင်းတဆက်ကျက်ကူပြုတ်မုံဟင်းကမြမမနဲ့စာအစဉ်ပြေပါဝင်ပစ္စည်းကျက်ဥနှစ်လုံးပြုတ်ပြီးအခွန်ခွာ မုံဟင်းကားတစ်ခွက်ငရုတ်တီးစိမ်ကြက်သွုံဖြူကြောချက်နီမုံဟင်းကားရဲကိုကြက်ဥပြုတ်ထက်ငရုတ်တီးစိမ်ကြက်သွုံဖြူကြောထဲ့စားညမြန်လုတ်ပြီးအစင်တင့်ထဲ့စင်းစားစရာအကြံပြုချက်ကြက်ဥကိုပြုတ်ကြပြုတ်စားရင်ကယ်လိုရီနေတယ်ကြော်ရင်တော့စီနေနေသုံးပါကျက်ဟုကိုထမင်းမုံဟင်းကြီးနဲ့တွဲစားလို့အဆင်ပြေနေ့စဉ်တစ်လုံးမှနှစ်လုံးစားရင် ကျန်းမာရေးနဲ့နေပါတယ် တင်ကြိုက်ဆုံးချက်ဦးဟင်းကပါလဲအောက်မှာမချက်ပေးပါချက်ပြုတ်နေလေးရှိရင်မြပေးပါဒီဗီဒီယိုလေးကပရိသတ်တွေအတွက်အကျိုးရှိတယ်ဆိုရင် like နဲ့ share လေးလည်းလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုအသစ်တွေကိုလည်းထပ်မံကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ် အားလုံးပဲစိတ်အီချမ်းသာခြင်း ကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းရင်းနဲ့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်